မင်္ဂလာပါဒီနေ့မှမျှဝေပေးတင်တာကတော့ TikTok မှာကျွန်တော်တို့တင်ထားတဲ့ဗီဒီယိုတွေကျွန်တော်တို့ရဲ့ content တွေကိုတခြားသူတွေအသုံးပြုလို့ရအောင်လို့ဖွင့်ထားနေပြီးတော့ကျွန်တော်တင်တဲ့ဗီဒီယိုကိုတခြားသူတွေအသုံးပြုလို့မရအောင် download ဆွဲမရအောင်ပိတ်ထားတဲ့နည်းလေးကိုကျွန်တော်ဒီနေ့မှမျှဝေပေးမှာဖြစ်ပါတယ်တကယ်လို့မိတ်ဆွေတို့ကမိတ်ဆွေတို့တင်တဲ့အကြောင်းအရာ မရှိလို့တင်တဲ့ဗီဒီယိုကိုလူသိများစေချင်တယ် TikTok မှာပြန့်နှံ့စေချင်တယ်ဆိုလို့ရှိရင်တော့မရှိသူရဲ့ဗီဒီယိုကိုတခြားသူတွေအသုံးပြုလို့ရအောင် ဖွင့်ထားပြရမှာဖြစ်ပါတယ်။ဒါကြောင့်မို့ TikTok မှာကိုတင်တဲ့အကြောင်းအရာကိုတခြားသူတွေအသုံးပြုလို့ရအောင် ဖွင့်ထားတဲ့နည်းလေးကိုကျွန်တော်ဒီနေ့မှမျှဝေပေးမှာဖြစ်ပါတယ်။ ဒီနည်းပညာလေးကိုစတင်ဖို့အတွက် TikTok application လေးကိုနှိပ်ပြီးတော့ဖွင့်လိုက်ပါ TikTok ကိုဖွင့်ပြီးွားရင်ဒီအောက်လာက profile ကိုတစ်ချက်နှိပ်ပါ profile ကိုနှိပ်ပြီးွားပြီဆိုရင်တော့ဒီပေါ်လာက menu ကိုတစ်ချက်နှိပ်ပါပြီးရင်တော့ဒီအောက်လာက setting and privacy ဆိုတဲ့နေရာကိုတစ်ချက်နှိပ်ပါပြီးရင်တော့အကောက်ကိုတစ်ချက်နှိပ်လိုက်ပါ ပြီးရင်ဒီနေရာရောက်လာပြီဆိုရင် brand ban C ကိုတစ်ချက်နှိပ်နှိပ်ပါပြီးရင်တော့ bonus ကိုဆွတင်လိုက်ပါပြီးရင်ဒီအောက်နမှာ what you of contest ဆိုတဲ့နေရာလေးကိုတွေ့ပါလိမ့်မယ်အဲ့နေရာကိုတစ်ချက်နှိပ်ပါပြီးရင်ဒီနေရာလေးကို along with you of contact from ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပါအဲ့ဒီနေရာမှာကျွန်တော်တို့ရဲ့ တင်လိုက်တဲ့ဗီဒီယိုတွေကိုတခြားသူတွေအသုံးပြုစေခြင်းနဲ့ကိုယ့်ရဲ့ဗီဒီယိုကို TikTok မှာပြန့်နှံ့စေခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီ everyone ဆိုတဲ့နေရာတွေကိုတစ်ချမ်းနှိပ်ထားပေးရမှာဖြစ်ပါတယ်။မိတ်ဆွေတို့ကမိတ်ဆွေတို့ရဲ့ဗီဒီယိုကို TikTok မှာပြန့်နှံ့စေခြင်းနဲ့မိတ်ဆွေတို့တင်လိုက်တဲ့ဗီဒီယိုကိုလူသိများစေခြင်းနဲ့ဆိုရင်တော့ everyone ကိုနှိပ်ထားပေးရမှာဖြစ်ပါတယ်။တကယ်လို့ကိုတင်တဲ့အကြောင်းအရာကိုပေါ့နော် ကိုတင်တဲ့အကြောင်းအရာကိုတခြားသူတွေကိုပြီးမသုံးစီခြင်းဘောနော် TikTok မှာမပြန့်နှံ့စီခြင်းဘူးဆိုရင်တော့ only you ကိုပဲတစ်ချက်နှိပ်ပြလိုက်ပါဒါဆိုရင်တော့မိတ်ဆွေတို့တင်တဲ့အကြောင်းအရာမိတ်ဆွေတို့ရဲ့ content မိတ်ဆွေတို့ရဲ့ video ကိုတခြားသူတွေကအသုံးပြုလို့ရမှာမဟုတ်တော့ပါဘူးတကယ်လို့ကျွန်တော်တို့ကအသုံးပြုဝင်မပေးပဲနဲ့ပေါ့နော်တခြားသူတွေကကျွန်တော်တို့ရဲ့ content တွေကျွန်တော်တို့ရဲ့ video တွေကိုပြန်ပြီးတော့ယူသုံးမယ်ဆိုလို့ရှိရင် TikTok ရဲ့ view content policy နဲ့မကိုက်ညီတဲ့အတွက် ီဒီယိုတွေကိုကြက်ချခံရနိုင်ပါတယ်။ပြီးရင်တော့အမျှလေးကိုနှိပ်ပြီးတော့ပြန်ထွက်လိုက်ပါ။ပြီးရင်ဒီအမျှလေးနှိပ်ပြီးတော့ပဲပြန်ထွက်လိုက်ပါ။အဲဆိုလို့ရှိရင်တော့အရာပါပြီ။ဒီနည်းလေးနဲ့ပြုလုပ်ထားလိုက်မယ်ဆိုလို့ရှိရင်တော့မိတ်ဆွေတို့တင်တဲ့ဗီဒီယိုကအဲမိတ်ဆွေတို့ရဲ့တကယ်ချင်းနေပေါ့နော်ဒါမှမဟုတ် TikTok မှာရှိတဲ့လူတွေကစိတ်ဝင်စားမယ်ဆိုလို့ရှိရင်တော့ download ဆွဲပြီးတော့သူတို့ရဲ့အကောင့်မှာလည်းပြန်ပြီးတော့တင်တာတို့ share တာတို့ကို ပြုလုပ်ကြမှာဖြစ်ပါတယ်။ဒါဆိုရင်တော့မိတ်ဆွေတို့ရဲ့ဗီဒီယိုမိတ်ဆွေတို့ရဲ့အကြောင်းအရာဟာ TikTok မှာပြန့်နှံ့သွားမှာဖြစ်ပါတယ်။ဒီနည်းပညာလေးကိုစိတ်ဝင်စားမယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လေးတွေနှိပ်ထားပြီးဖို့မမေ့ပါနဲ့နော်။